အဲ့တော့ကျွန်တော်တို့ဘက်ကငုတ်တုတ်ထိုင်နေတာမဟုတ်ဘူးမပြောတာတိုက်နေတယ်ဒီလူတွေကိုကျွန်တော်တို့ပဲအလွတ်ပေးမယ်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဂျေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည် 是按那现在的家穷养命。图片啦，我讲的，这边内蒙古嘛，怎么怎么么乌山多坡呀？四川虽然也少块多啊，比印度没有过。台北也是有，安利吉文吉文吉塔那个，这里图片。再看这边，这边内蒙古嘛。<music> <music> တမမှုဦးဆောင်သောအဖွဲ့စကန်းဆွတ်လို့စွတ်ခွာသွားရင်အင်တော်မျိုးကိုသိမ့်ပိုက်ရရှိဖို့ NUG ကဝေးတင်ရမှာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားသည်ဧပြီလ9ရက်နေ့ညပိုင်းတွင်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနအမတ်တစ်စစ်ဒေသကြီးစီစဉ်ဖြင့်အင်တော်မျိုးသိမ့်တိုက်ပွဲကို၈လကျော်ဆင်နွှဲခဲ့ပြီးတော့အပိသက်သိမ့်ပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်အင်တော်မျိုးသိမ့်စစ်စင်ရေးသည်ရက်ရှိတိုက်ပွဲတစ်ခုဖြစ်ပြီးအချမ်းပတ်စစ်ကောင်စီမှတက်များနေပြီးစစ်ကူမရရှိခြင်းမြေပြင်မှလက်နက်ရိတ်ခါထောက်ပံ့ ြင်းအဲ့ဒီဆုံးများပြားခြင်းတို့ကြောင့်တွန်လိုင်းတက်ဖွဲ့များ၏ဖိအားကိုရေရှည်တောက်ခံနိုင်ခြင်းမရှိတော့ဘဲ၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လှိုင်ကူမှတက်မမှုဥဆောင်သောအဖွဲ့သည်ဧပြီလ9ရက်နေ့ည9နာရီကနေစကန်းကိုဆွန့်လွတ်ဆုတ်ခွာသွားခြင်းဖြစ်ကြောင်းသိရသည်ထွက်ပြေးပြီးတက်မမှုကိုယ်တိုင်ပြေးပြီးအင်းတော်မျိုးသည်အချမ်းဖက်စစ်ကောင်စီ၏တက်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမြို့ဖြစ်ပြီးတက်မမှုကိုယ်တိုင်ကိုယ်ကဲနေခြင်းဖြစ်ကြောင်းသိရသည် အင်းတော်အင်းတော်မြို့သိန်းစစ်စင်ရေးကိုအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနအမှတ်၄စစ်ဒေသကုကဲမှုမြေပြည်သူကာကွယ်တပ်မတော် PDF ကာသာခရိုင်အမှတ်၄တပ်ရင်းအမှတ်၄တပ်ရင်းအမှတ်၃တပ်ရင်းအမှတ်၄တပ်ရင်းကာသာခရိုင်အထူးလှုပ်ရှားတပ်ခွဲအမှတ်၄အထူးလှုပ်ရှားတပ်ရင်း SR1 အမှတ်၃၀အထူးလှုပ်ရှားတပ်ရင်း SR10 ပြည်သူကာကွယ်ရေးအဖွဲ့အင်းတော်ပကဖား ပြည်သူ့ဥကာကွယ်ရေးအဖွဲ့ဗမ္မောက်ကာကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာပကဖပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာခရိုင်ပကဖအမှတ်နှစ်ရွှေဘူးခရိုင်ကိုကယ်ကြီးပြည်သူ့လူခရိုင် အမှတ်509 930 910တရင်ပြည်သူ့လူခရိုင်အမှတ်12တရင်တောင်းသားတက်မတော် ABSDF တရင်7174ကချင်လွတ်လပ်ရေးတက်မတော် KIA တမကူမှာအထူးစစ်ကြောင်းမိုးချင်း PKPDF ကလေးခရိုင်အမှတ်30တက်ရင် rocket တက်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force ABSDF K2 SR1 အမှတ်1849 drone တပ်ဖွဲ့ကက်မလူခရိုင် drone တပ်ဖွဲ့ကတားခရိုင်လက်နက်နက်ကြီးအဖွဲ့ငင်းကြံခရိုင်ကိုမန်ဒိုတပ်ဖွဲ့တို့ကပူပေါင်းတိုက်ခတ်ခြင်းဖြစ်ကြောင်းသိရှိရသည်အဆိုပါမြို့သိမ်းတိုက်ပွဲမှာဟာဝီဇာနှစ်လက်120မမ2လက်အပါဝင်လက်နက်ကြီးလက်နက်ငယ်နဲ့ခဲယမ်းပြီးကြောက်အမြောက်အများသိမ်းပိုက်ရရှိကြောင်းသိရှိရသည် MNDA ကလာရှုမှာစုတ်ခွာမယ်ရိုကြီးတွေပြီးနေတယ်ဘာညာပေါ့ပေါ့သူတို့တကယ်စုတ်ခွာမယ်ပုံစံရှိတယ်စစ်တုပ်ပန်အင်းတော်မျိုးမှာစစ်တုပ်ပန်40ကျော်ရတယ်နော်အင်းတော်မျိုးတိတ်တိုက်ပွဲမှာစစ်တုပ်ပန်40ကျော်120မမ120နှစ်မမ120 အမြောက်လက်နက်ကြီးများအပါအဝင်လက်နက်ခဲယံအမိအများအပြားသိမ်းဆည်းရရှိကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောဆိုတယ်။ April 9ရက်နေ့မှာတိုက်တာပြောပြီးသားနော်ဘယ်9ရက်လဲဆိုတာကျွန်တော်တို့ပြောတယ်ဒီကာလပေါ့ငလင်ကာလမှောက်တိုက်တာအင်းတော်မျိုးကို 2024ခုနှစ်ဩဂုတ်လ16ရက်နေ့မှာစပြီး KIA ဥဆောင်သောတန်လိုင်းတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ရာဩဂုတ်လ24နေ့နက်ပိုင်းတွင်အင်းတော်မျိုးမျိုးရဲစခန်ထွေအုပ်ရုံနဘာလန်းစုံနှင့်နဘာရွာဖုန်ကြီးကျောင်းရှိစစ်စခန်းများကို KIA ပွဲနဲ့တိုက်ခိုက်တဲ့ပိုင်းကအင်းတော်ရဲစခန်မှထွေအုပ်ဆက်ကောက်တော်စစ်ကောင်တပ်ဖွဲ့များမှအင်းတော်မျိုးပေါ်ဒေသမျိုးရှိဒေသအခေါ်ဂျပန်လှိုင်ကူမှတမ89ခွန်ကြီးရှေ့တန်းထားတာကြောင့်ခံစေးလုကခုခံခဲ့တာဟုတ်ပြီနော်ခွန်လာကြောတိုက်ပြီးရသွားလား ဖလန်းမြို့နယ်ရှိစစ်ကောင်စီနောက်ဆုံးလက်ကျန်အစစ်စခန်းကုန်းဖြစ်သည့်ခါလရ6268တပ်ရင်းကိုအပိသက်သိမ်းပိုက်လိုက်ကြောင်းစစ်ကောင်စီတပ်ဖွဲ့များကတပ်ပြင်းရောစစ်ကောင်စီတပ်ဖွဲ့များလိုက်လံရှင်းလင်းချင်းပြင်းနယ်ဖလန်းမြို့နယ်ရှိလက်ကျန်268တပ်ရင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးထွက်ပြေးနေသောစစ်ကောင်စီတပ်သားများကိုလိုက်လံရှင်းလင်းကြောင်းစစ်ရေးသတင်းမြစ်ကရေကုန်ခေတ်သတင်းဌာနကပြောကြားသည်ဧပြီလ9ရက်နေ့နံနက်ပိုင်းဖလန်းမြို့နယ်ရှိစစ်ကောင်စီနောက်ဆုံးလက်ကျန်တပ်စခန်း ဖြစ်သည့်ခလာရ968တပ်ရင်းကိုချင်းညီနောင်နှင့်နော်ချင်းဘရာသာဟုနှင့်မဟာမိတ်ပူပေါင်းအဖွဲ့များကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားများစကန်းစွန့်ခွာထွက်ပြေးသွားသည့်ဖြစ်လိုက်လံရှင်းလင်းလျက်ရှိပြီးတိုက်ပွဲများဆက်လက်ဖြစ်နေကြောင်းသိရှိရသည်။ တိုက်ပွဲကမပြီးသေးဘူးအချိန်နေဒီ CB ကထုတ်ပြန်မှုရှိတယ်တဲ့ထို့တော့စစ်ကောင်စီလက်ကျန်တရင်ကိုတိုက်ခိုက်သိမ်းပေးမြောစစ်ကောင်စီတပ်ကလေကြောင်းပြတိုက်တဲ့လေကြောင်းမှတိုက်ခိုက်မှုများရှိသည် ဆိုပါဖလန်းမြို့သိမ်းတိုက်ပွဲကိုချင်းညင်အောင်နဲ့မဟာမိတ်ပေါင်းတမျှကပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့စရီထိုးစစ်ဆင်တိုက်ခတ်ခဲ့ရာအစပိုင်းတွင်ဖလန်းမြို့မှရဲစခန်းထွေအုပ်ရုံးနှင့်မြို့တွင်းရှိစစ်ကောင်စီတပ်စခန်းများကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းခလရ968တပ်ရင်းကိုအပိသက်နိုင်ခဲ့ခြင်းမရှိပိတ်ဆို့ခဲ့ခဲ့ရာလေးလအကျော်အကြာမှာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရှိရသည် စစ်ကောင်စီကအပြစ်ခက်ရဲစဲကြေညာထားတော်လေကော့ကရစ်မြို့နယ်ကြီးကြေးရွာများနဲ့ဟိုစစ်တပ်ကလက်နက်ကြီးများပြစ်ခတ်တဲ့ ရန်ကုန်နဲ့ကရင်ပြည်နယ်မှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်စနစ်အတွက်လူငယ်များကိုမင်းနဲ့ခိုင်းတဲ့ငွေကြေးတောက်ကမ်းမှုများအတင်းကျပ်လုပ်နေငွေကြေးချင်းချောက်တောင်းယူမှုများအတင်းကျပ်လုပ်ဆောင်နေတဲ့ ဒါအခုလောက်ဆုံးဖြစ်နေတဲ့သတင်းများပေါ့နော် တော့အင်ဒိုမြူနစ်တိုက်ပွဲပါပဲဒါကတော့ people spring မှာဒါမှလက်နက်တွေအများကြီးထုတ်ပြန်ထားတာကိုတွေ့ရတယ်တော့ခလာရ168ညီနောင်တပ်ဖွဲ့ရဲ့တိတ်ပိုက်တဲ့ဗီဒီယိုဖိုင်လေးတက်နေတယ် 2020ခုစစ်စေးပါဝင်တော်လိုင်းရေးအတွင်းကြားသူရဲဘော်များ MD အောက်မှုပဲခန်းနာလုပ်ပြီးတယ်တဲ့သူတို့စုတ်ခွာတော့မှာပေါ့အဲ့တော့မင်္ဂလာတော်တက်နေမှုရုပ်ကိုမြို့ပြချုပ်ပကြဖွဲ့တက်ခိုက်တယ်။အိုး ရန်ကုန်မြို့မင်္ဂလာတုံမြို့နယ်ရှိစစ်ကောင်စီ၏တပ်နယ်မှုရုံးကိုအဝေးထိန်းမိုက်ပြဖောက်ခွဲတိုက်ခိုက်ရာ Operation Flame ဖွဲ့ကကျင်းပတယ်။အဲ့တော့မင်္ဂလာတုံအထိပေါ့နော်ရောက်နေပြီပေါ့။ဒါအင်းတော်မြို့တိုင်ပွဲရဖွဲ့ရဲ့မှာဒီသူတို့ပြောတယ်ဗျာဂျပန်လှိုင်ကူဗာဗီဒီယိုဖိုင်တက်နေပါပြီ။ဟောလှိုင်ကူထဲမှာပစ္စည်းတွေထည့်ထားတာဗျာ။အဲ့တော့ ပြောချင်တာကအားလုံးဝိုင်းဝန်းပိတ်ဆို့ထားရင်အားလုံးဝိုင်းဝန်းပိတ်ဆို့ထားရင်တို့ကဘာမှလုပ်လို့မရပါဘူးဒါကိုပြောချင်တာအဲ့တော့ကျွန်တော်တို့ဘက်ကအလကားနေနေတာမဟုတ်ဘူးကျွန်တော်တို့ဘက်ကအလကားနေနေတာမဟုတ်ဘူးကျွန်တော်တို့ကတိုက်နေတယ်ဒါဟာကျွန်တော်တို့နောက်ထပ်ထင်ရှားတဲ့သက်သေတစ်ခုပါနော်တကယ်နဲ့ပြန်တိုက်နေတယ် ဘယ်သူမှလည်းလကားမနေဘူးဒါမဲ့ကျွန်တော်ပြောသလိုအပြန်လန်သူ့ဘက်ကနိုင်ငံရေးကိုယ့်ဘက်ကနိုင်ငံရေးဆိုတဲ့အနေထားတွေရှိပြီးတော့အပြစ်ကက်ရဲစေးရေးတွေခြေကြားရတာဒီလောက်ပါပဲဘာလို့တော့ငလင်ကတော့ဒါပြည်သူတွေရဲ့ဘေးအန္တရာယ်ဒုက္ခဖြစ်တယ်အဲ့ဒီအတွက်လည်းပြည်သူတွေမှာစစ်ကောင်စီကတာဝန်ယူထားတဲ့ဒေသတွေမှာပဲဖြစ်တယ်စစ်ကောင်စီရဲ့စီမံခန့်ခွဲမှုလည်းမရှိဘူးစစ်ကောင်စီကကဲကဲဆယ်ရေးလည်းမလုပ်ဘူးကဘာလူတွေကိုကဲတင်ခိုင်းပြီးသူက ူလူသူစစ်သားတွေကတခြားနေရာမှာစစ်သွားတိုက်နေတယ်ပြီးတော့သူသူစစ်သားတွေသူရဲတွေကအုတ်ခဲတွေတလုံးချင်းတလုံးချင်းသဲနေတာကိုတွေ့ရတယ်ဒီပြီးတော့ဗါလဲသူစစ်သားတွေကိုယ်တိုင်ကဟိုတစ်သားချောင်းကြီးတစ်ချောင်းကိုအယောက်20လောက်ဝိုင်းထမ်းနေတဲ့တပ်မှုတွေတွေ့ရတယ်အဲ့လိုပုံစံနေတယ်သူတို့မှာအဟိုဘက်က CDM ဘူကြီးတယောက်ပြောသလိုပဲပေါ့သူတို့ဒီလူတတ်ဖို့ပဲသူတို့ကိုတင်ထားတာဗျလူကယ်ဆယ်ရေးအတွက်တင်ထားတာမဟုတ်ဘူးအဲ့တော့သူတို့တွေကကယ်ဆယ်ရေးလို့မဲ့ဆိုရင်ဘာမှမရှိဘူး ဟိုပြောမယ်လက်နဲ့ပဲသူတို့ကဟိုအမှိုက်ပုံးလေးတွေကြိုင်အမှိုက်လိုက်ကောက်တဲ့အဆင့်လောက်ပဲရှိတယ်ဒါကြောင့်သူတို့တွေဘာမှလည်းမလုပ်တတ်ဘူးဒါကြောင့်သူတို့ကနိုင်ငံတကာကိုခေါ်ပြီးတော့ဟိုမလေးရှားတို့စင်ကာပူတို့တရုတ်တို့ရုရှားတို့ကိုကယ်ဆယ်ရေးတွေလုပ်ခိုင်းအိန္ဒိယလိုပြီးသူတို့ကစစ်ပြန်စစ်လိုက်တိုင်းနေတာပြီးတော့သူတို့ရဲ့စီမံခန့်ခွဲမှုအလဲမားတွေကြောင့်ဒီဖြစ်လာတဲ့ငယ်လင်းတန်းကိုကယ်ဆယ်ရေးလုပ်ဖို့လည်းစီစဉ်မရှိဘူးကယ်ဖို့လည်းရည်ရွယ်ချက်လည်းမရှိဘူး ပစ္စည်းကရိယာလည်းမရှိဘူးကြိုတင်စီမံထားတာလည်းမရှိဘူးဒေါ်စောင်းကြီးအစိုးရလက်ထက်ကအဲ့လိုငလင်းအတွက်အရေးပေါ်ဖယ်ထားတဲ့မြန်မာကျပ်ငွေဘီလီယံ400ကိုလည်းသူတို့စစ်ရေးမှာသုံးမလိုက်ပြီပတ်စံလည်းမရှိတော့ဘူးဒေါ်တန်းကြီးလက်ထက်ကဒေါ်စောင်းကြီးကိုတော့သူတို့အခုကတရားစွဲတဲ့အချိန်မှာပါခဲ့တဲ့ဒီငလင်းအတွက်ဝယ်ထားတဲ့အရေးပေါ်ကယ်ဆယ်ရေးရဟယင်နစီကိုလည်းသူတို့စစ်ရေးမှာသုံးလိုက်ပြီအဲ့တော့သူတို့ရဲ့စီမံခန့်ခွဲမှုအလွဲမှားတွေကိုဖုံးဖို့အတွက် သူတို့ရဲ့ခရိုနီခရိုပြာများနဲ့တစဉ်စပွန်ဆာများကတစဉ်ကြက်ငွေ၄5000လောက်တိန်၄5000လောက်ကိုအထုတ်လိုက်ထုတ်လိုက်ကင်ပြပြီးလူတွေကိုသေရေသမျှများနဲ့သာတူးခေါ်အောင်ပဲလိုက်ပြီး for show တွေလုပ်ပေးနေတာအချိန်တိုင်းအလုံးအိမ်ပြန်သွားကြပြီပြည်သူတွေကတော့ယနေ့ဒီ sky villa မှာလည်းပြိမိနေစေဒီနေ့ဆို sky villa မှာဆိုရင်เนาะဒီအဲဒီအလောင်းတွေဆက်တွေ့နေရစေဒီနေ့ဒီမပြိုမကျပဲရိုင်နေတဲ့နေရာတွေမှာသူတို့ပတ်စံတွေတောင်းနေတာတွေအနိုင်ကျင့်နေတာတွေအများကြီးရှိနေစေ ဒီဒီနေ့ထိလေဘယ်ကယ်ဆယ်ရေးစခန်းပေါ်မှာအတိအကျတိဆောက်ပေးပြီးတော့ပြည်သူတွေကိုအစိုးရကနော်နှမွေလေစစ်ကောင်စီကဆောက်ပေးထားတဲ့ကယ်ဆယ်ရေးစခန်းတွေပေါ့ပြောချင်တာကဒီဒုက္ခသည်စခန်းတွေလိုမျိုးဆောက်ပေးပြီးတော့ကျောင်းတွေမှာနေရာချထားပေးတာမျိုးတွေလည်းမရှိဘူးဘာမှစီစဉ်ပေးထားတာမရှိဘူးပြီးတော့နိုင်ငံတော်ကနေဘတ်ဂျက်နဲ့ထုတ်ပေးပြီးတော့တော့ထမင်းဒီအိုးကြီးအိုးငယ်နဲ့ချက်ကျွေးနေတာလည်းမရှိဘူးတရားစင်းစားကြည့်နော် ဖြစ်တင်တာကဒီဒုက္ခတွေပြန်လဲကယ်ဆယ်ရေးဆိုပြီးတော့ကယ်ဆယ်ရေးနေရာတွေပေါ့ကယ်ဆယ်ရေးနေရာတွေကိုသူတို့ဒီငင်းလေမထိခိုက်တဲ့အကြောင်းတွေစေယုံတွေဖုန်ကြီးအကြောင်းတွေအဆောက်အဦနိုင်ငံတော်ရဲ့အဆောက်အဦတွေထဲမှာနေရာချထားပြီးမြဲအဲ့ဒီတွေပါပြည့်မြဲနိုင်ငံတော်ကနေပြီးတော့သူတို့ကိုတိန်တောင်ကိုဘယ်နှသိမ့်ပေါ့ပြောချင်တာကတော့မဟုတ်ရင်လေဆန်တွေစီတွေစားတွေဒုတိမဟုတ်ချင်းတောင်တွေ ဟိုဒီပေါ်ချင်းတောင်နေအိယာတွေပေးမယ်ပြီးတော့သူတို့တွေကိုပတ်စံထုတ်ပေးပြီးဝယ်ပြီးတော့ချက်ခိုင်းမယ်ဒုတိမဟုတ်သူတို့တွေကပဲအဲ့ဒီဒုက္ခသည်စခန်းတွေမှာပတ်စံထုတ်ပေးပြီးတော့နော်ထမင်းချက်တွေငှားပြီးတော့အိုးကြီးအိုးငယ်တွေနဲ့ကျွန်တော်တို့အလှလှုပ်တာလေသိတယ်ပေါ့မြန်မာနိုင်ငံမှာမြန်မာနိုင်ငံအလှလှုပ်တဲ့နိုင်ငံလေအိုးကြီးကြီးတွေဘုံကြီးကျောင်းတိုင်းမှာရှိတယ်ပလီကျောင်းတိုင်းမှာရှိတယ်ချက်ကျောင်းတိုင်းမှာရှိအဲ့ဒီအိုးကြီးတွေငှားပြီးထမင်းချက်တွေငှားပြီးတော့နေသူတို့ကထမင်းတွေဝယ်ချက်ပြီးတော့ဒီလူတွေထမင်းတွေဝေကျင်းနေတာလည်းမရှိဘူးသူတို့ကအလှရှင်ထိုင်ဆောင်နေရတာ ပြောချင်တာကအလူရှင်မဟုတ်ဘူးနိုင်ငံတော်ကချက်ကျူရမှာအဲ့တော့နိုင်ငံတော်ကမလုပ်ပေးပေးနဲ့အဲ့ဒီကြားထဲမှာသူတို့ခရိုနီခရိုပြာလေးတွေကားတစ်စီးနဲ့တနိုင်ငံလုံးကဆိုင်းဖို့တွေပဲငလင်ငယ်စေးရေးဆိုတော့ဝိုးဝိုးဝိုးနဲ့ဟိုရှင်လောင်းလှဲ့တယ်လို့ဗီဒီယိုရိုက်ရီးတွေရိုက် live တွေတင်ပြီးတော့ပွဲလုပ်ပြီးပြန်သွားတာအမှန်ကနိုင်ငံတော်ကကျူရမှာရှိရှိလေးပဲနိုင်ငံတော်ကအပ္ပစံတွေအားလုံးနဲ့အဲ့လူတွေအဲ့လိုအိုးကြီးအိုးငယ်တွေနဲ့ချက်ချက်ပြီးတော့အဲ့ဒီဥစ္စာတွေကိုအဲ့ဒီချက်တဲ့ပ္ပစံကိုလည်း နိုင်ငံတော်ကပဲပေးရမှာခမင်းချက်လေသူတို့ပဲငှားမှာ volunteer မရဘူးကျွန်တော်ပြောတာဘာ volunteer မဟုတ်အဲ့ဒါလက်ကပေးပြီးငှားရမယ်ငှားပြီးဒီလူတွေအားလုံးရောမနေ့စာညစာနေ့လယ်စာအကုန်လုံးကျွေးမွေးစောင့်ရှောက်ရမယ်ပြီးတော့သူတို့တွေသွားဖို့တဲ့အင်သာတွေစောက်ပေးရမယ်အရေးပေါ်အင်သာတွေနော်အရေးပေါ်အင်သာတွေစောက်ပေးရမယ်သူတို့ဘိုလ်ချုပ်တွေတောင်ဟိုခီးသွားရင်အရေးပေါ်အင်သာတွေဘယ်မှာရှိလဲဆိုတော့ရန်ကုန်မြို့၁၀မိုင်ကုန်းနာ၉မိုင်ကုန်းနာမှာရှိတယ်၁၀မြောင်းဝင်းထဲမှာရှိတယ်အဲ့ဒီ လူကြီးတွေသွားရင်အင်တာလိုက်ဆောက်ပေးရတယ်ဆောက်လို့ရဆယ်မြောင်းကအင်ဂျင်နီယာတက်ဖွဲ့ရှိတယ်ကျွန်တော်မိတ်ဆွေတယောက်ဆိုအိမ်မှာအင်ဂျင်နီယာမှုဖြစ်ခဲ့တာလူကြီးမင်းတို့ယုံလားသူတို့ဗိုလ်ချုပ်တွေနေတွေသွားရင်အဲ့ဒီကရတော့အဲ့ဒီဆယ်မြောင်းအဖွဲ့ကအဲ့ဒီအင်တာတွေလိုက်ရွှေ့ပေးရတယ်အရေးပေါ်အင်တာတွေ အဲ့ဒါမျိုးအင်တာတွေအားလုံးကိုပြည်သူတွေအတွက်ဆောက်ပေးရမှာအရေးပေါ်ဆောက်ပေးရမှာဆိုတော့လူတွေအင်တာမရှိပဲနဲ့အကုန်လုံးကုဆက်ယောဂါတွေဖြစ်ကုန်မယ်အင်တာတွေဆောက်ပေးရမယ်တောက်ရေသန့်တွေရေချိုးမှုတွေရေတွေစီစဉ်ပေးရမယ်အဲ့ဒါအားလုံးဒီနိုင်ငံတော်ကပတ်စံစိုက်ထုတ်မယ်ရေဆက်တွေမီးဆက်တွေနှားမယ်နှားပြီးတော့ရေတွေတင်ပေးမယ်ပိုက်တွေနဲ့တွယ်မယ်ဗျာပတ်စံပေးရင်ဗျာပတ်စံခေါ်ပြီးအလုပ်ခိုင်းလိုက်ရင်ပြည်သူတွေလည်းအလုပ်ရသွားမယ်အဲ့တော့နိုင်ငံတော်ကပဲပတ်စံစိုက်ရမှာဟုတ်တယ်မလားအဲ့ဒီအလုပ်တွေကိုဘယ်သူမှမလုပ်ဘူး volunteer တွေကိုရှင်လောင်းလဲသလိုပွဲကြီးတွေနဲ့ဆိုင်းဘူးကြီးတွေတင်ပြီးတော့ဟိုမော်လမြိုင်ကလာတယ်ဟိုကလာတယ်ပွဲတွေလှုပ်သွားတာပဲရှိတယ်တကယ်တမ်းသူတို့လည်းပြန်ရောပြည်သူကငတ်ရင်ငတ်မြေပဲနော်စစ်သားတွေလည်းလှုပ်ပေးတာမရှိဘူးအဲ့တော့ဒါတွေအားလုံးဒီသူတို့လောက်ရမှာသူတို့လောက်ရမှာမဟုတ်ဘူး volunteer တွေလောက်ရမှာမဟုတ်ပြည်သူတွေလောက်ရမှာမဟုတ်တာတုခေါ်ရမှာမဟုတ်ဘူးသူတို့လောက်ရမယ်လို့အဲ့ဒါကိုမလှုပ်ပဲနေသူတို့ဒီစစ်မှုတမ်းမှာထပ်ခေါ်နေတယ်စစ်သားပဲအတင်းစုနေတယ်ပြောချင်တာက ပြည်သူအတွက်ဘာမှမရှိဘူးအဲ့လိုမျိုးစဉ်းစားရမယ်ဆိုတဲ့အကြံဉာဏ်တော်မရှိဘူးမင်းတို့ဖြစ်မင်းတို့ခံငါတို့ကတော့အပေါ်ရန်လေးလာမယ်ခါလေးထောက်ကြည့်မယ်ဟိုကြည့်မယ်ဒီကြည့်မယ်ဟိုဓာတ်ပုံလေးရိုက်ခံမယ်ပြောကြပြီးပြန်သွားမှာစီစဉ်ညွှန်ကြားပြီးပေးကမ်းတာအကုန်ပြန်သွားမှာဒါတွေအားလုံးဒီနိုင်ငံတော်ကအကုန်ကျွေးရမှာအဲ့ဒီတော့ပတ်စံလည်းမရှိဘူး sorry နောက်ဆုံးအဆင့်ပြဝါစီကရိုက်ထုတ်ပြီးတော့ကျွေးလို့ရတယ် ပြည်သူကိုအဲ့လိုကျွေးလို့ကိုစင်းလုံးတက်တယ်ငွေကြေးဖောက်ပါတယ်ဆိုကျွန်တော်တို့ကခံတာသေးတယ်အဲ့တော့ပြောချင်တာကအဲ့ဒီကယ်ဆယ်ရေးစခန်းနေအားလုံးဒီဘယ် volunteer ဘယ်အဖွဲ့အစည်းနဲ့မှမဆိုင်ဘူးပြီးတော့ဘာဖြစ်မလဲသူတို့ရဲ့စစ်သားတွေနဲ့ဒုတိယမုန်းတွေသူတို့ရဲ့နန်စီဒီယန်တွေနဲ့အရေးပေါ်အိန္ဒိယလို့တလို့အရေးပေါ်ရွေလျားစေယုံတွေလိုက်ဆောက်ရမှာဒေါက်တာဇော်ဝေစုအမြဲတမ်းပြောနေတယ်ရွေလျားစေယုံတွေ အခုစစ်ဘေးကာလမှာတော့ကျွန်တော်တို့ NUG အစိုးရကရှေ့တန်းကတပ်မတော်ကျွန်တော်တို့ရဲ့ PDF တွေနဲ့ရှေ့တန်းမှာရောက်နေတဲ့စစ်ဘေးဒုက္ခသည်များရွေးလျားဆေးရုံတွေအရေးပေါ်ဆေးရုံတွေအများကြီးစောက်ထားတာအဲ့လိုမျိုးစစ်ကောင်စီကစောက်ထားတဲ့အိန္ဒိယကလာစောက်ပေးတဲ့အရေးပေါ်ဆေးရုံဘယ်နှခုရှိလဲအရေးပေါ်ဆေးရုံတွေစောက်ပေးရမယ်ဆေးပေးကန်းတွေဖွင့်ပေးရမယ်လူနာတွေလူတွေဆေးကုပေးရမယ်တောက်ရည်တွေဖြန့်ပေးရမယ် အဲ့ဒီတောက်ရည်အလုံးမိဆက်တွေရည်ဆက်တွေတင်ပေးရမယ်အဲ့တော့အဲ့တော့အဲ့ဓာတွေတခုမှလောက်တာမရှိဘူးတခုမှပြောတာမကြဘူးသူတို့ရဲ့အဲ့ဒီခရိုနီခရိုပြာတွေနဲ့စပွန်ဆာတွေရဲ့မင်းသားတွေမင်းသမီးတွေနာမည်ကြီးမင်းသားမင်းသမီးတွေကိုပတ်စံအထုတ်လိုက်အထုတ်လိုက်ပေးပြီးတော့ဟန်ပြလုပ်သွားတာပွဲလုပ်သွားတာပြည်သူကိုကြော့ခိုင်းနေကြော့ပြီးတော့အခါတော့ဟန်ပြလုပ်ပြီးတော့တခါလဲပွဲတွေလုပ်ရီတွေတင်ပြီးတော့အမလေးဖြစ်ပြနေကြတာဟဟလားအဲ့ဒါအဲ့ဒါ အဲ့လိုလုံးမမမင်းအောင်လိုက်တို့လုပ်ပေးရမှာဒါကြောင့်ကျွန်တော်ပြောတယ်မလုပ်တဲ့အစင်းလို့ပြောတာအဲ့တော့မန္တလေးမြို့မှာစစ်ကောင်စီကစောက်ထားသောဆေးရုံနော်အရေးပေါ်ဆေးရုံပဲနေရုံရှိတယ်လေမန္တလေးမြို့မှာစစ်ကောင်စီကဒီငယ်လေးဒုက္ခသည်စခန်းတွေဖွင့်ထားပြီးတော့ပြည်သူတွေကိုနေ့တိုင်းကြွေးမွေးစောက်ရှောက်နေတယ်တောက်သုံးရီပေးတယ်အိမ်သားတွေစောက်ပေးထားတဲ့နေရာဘယ်နေနေရာရှိတယ်လေထိုးလေးကောင်စကိုင်းမှာကိုရှိသလား ထုံးနည်း၎င်းနေပြည်တော်မှာရောရှိသလားအဲ့ဒါနဲ့ပြည်သူကမဲတောင်းချေသေးတယ်အဲ့ဒါနဲ့တိုက်ပြည်ကိုအုပ်ချုပ်ချင်သေးတယ်အဲ့ဒါနဲ့ပြည်သူကိုစစ်ကောင်စီကစစ်သားတွေကအကြီးပေါ့သူတို့ဒီသူတို့လက်ထက်မှာအဲ့တော့ CDM ဗိုလ်ကြီးတယောက်ပြောသလိုပဲသူတို့ကိုလူတက်ဖို့ပဲသင်ပေးထားတာတဲ့ပြည်သူတွေကယ်ဖို့တည်းသူတို့မသင်ပေးထားဘူးတဲ့ တကယ်လို့သူတို့ကိုကဲတင်ရင်လောက်ခိုင်းလေသူတို့ဘာမှမလုပ်တတ်ဘူးတဲ့သူတို့လေတာမန်ပြည်သူလိုပဲအုတ်အုတ်တလုံးချင်းကိုသဲမှာအုတ်တလုံးချင်းကိုဟိုဘက်ဒီဘက်လက်စစ်ကမ်းပယ်နေတာဗျာဗီဒီယိုတွေဖိုင်နေတယ်ဒီလောက်အုတ်ပုံကြီးပြိုကျနေတာအုတ်တလုံးချင်းတလုံးချင်းကိုလက်စစ်ကမ်းပြီးသဲနေအဲ့ဒါလေဒုက္ခပဲအနောက်မှာခါထောက်ပြီးတော့ဘူကြီးဆိုတဲ့လူလားဘူမှုဆိုတဲ့လူအမဲခိုင်းနေတာတွေ့ရသေးတယ်အဲ့တော့အဓိကအဲ့ဒါပဲဒါတွေအားလုံးကကျွန်တော်တို့က တိထားပြီးသားဖြစ်တဲ့အတွက်ကိုတိုက်စရာရှိတာတိုက်တာပဲဒါကြောင့်ကျွန်တော်ပြောသလိုနေပြည်တော်ကိုတိုက်သိင်တိုက်ရမှာပဲနေပြည်တော်ကိုစော်သိင်စော်ရမှာပဲဘာမှညာနေစရာမရှိဘူးအခုအရန်ထူးစားတာနောက်တစ်ခုတွေ့ရတယ်သူတို့ရဲ့ဗိုလ်ချုပ်သားသမီးတွေနဲ့ခရိုဒီခရိုပြာအုပ်စုတွေဟာအဲ့ဒီငလင်ကိုအကြောင်းပြပြီးအရေးပေါ်အဖွဲတွေဖွဲ့ကြတယ်အလူကံဖွဲ့တွေဖွဲ့ကြတယ်ကော်မတီတွေဖွဲ့ကြပြီးတော့ကောင်းကောင်းသူတို့ကဒီ volunteer ပုံစံတွေနဲ့ဒီ လူတုလှုပ်ရှားမှုတစ်ခုပုံစံနဲ့သူတို့ရွေးကောက်ပွဲအတွက်ပြင်ဆင်ပြီးအဖွဲ့တွေမျိုးစုံဖွင့်နေကြတာကိုဗိုလ်ချုပ်တွေရဲ့သားသမီးအဟောင်းတွေဗိုလ်ချုပ်တွေကိုယ်တိုင်သူတို့ရဲ့ကရတော်ခရိုနီခရိုပြာတွေသူတို့ရဲ့စပွန်ဆာတွေကအကြီးအကျယ်ဆိုရှယ်မီဒီယာပေါ်မှာလှုပ်ဆောင်ပြီးလုံနေကြတာကိုတွေ့ရတယ်။ရွေချက်ကရွေးကောက်ပွဲအတွက်သူတို့လူစုတာပဲ။အဲ့တော့အကြောင်းပြချက်သည် normalization လုပ်ပြီးတော့ area ရဲ့တစင်သူပြည်သူတွေကိုအလှူခံနေတာ online မှာ update ထွင်နေတာအဲ့ဒါမျိုးတွေလုံနေတာ ဒါပေမဲ့တကယ်တမ်းမြေပြင်မှာအရေးတကြီးဖြစ်တဲ့နိုင်ငံတော်ရဲ့ပတ်စံနဲ့ငလင်စခန်းပေါင်းဘယ်နှခုဖွဲ့တာလဲအရေးပေါ်ဆေးရုံဘယ်နှခုဖွဲ့တာလဲအရေးပေါ်ရေဝေတဲ့နေရာဘယ်နှခုရှိတယ်လဲပြည်သူတွေက volunteer ပေးရင်ပေးရင်ပေးရင်ပေးဘူးဒါပြည်သူကိစ္စသူစေတနာနဲ့သူပေးတာသူအချိုးလိုချင်လို့သူပေးတာနိုင်ငံတော်ကနေရက်ခွက်အဆင့်မန္တလေးမှာအမရပူရမြို့နယ်ဗေမြို့နယ်ညာမြို့နယ်မှာရှိတဲ့အုတ်ကြီးတွေဥဆောင်တဲ့မဝတ္တတွေဥဆောင်တဲ့အဲ့ဒီရဲတွေထောက်လန်းရေးတွေ ဥဆောင်တဲ့အဖွဲ့ဘယ်နှခုရှိတယ်စကိုင်းမှာဘာမှမရှိဘူးအဲ့တော့မြေအောက်မှာရောက်နေတဲ့လူတွေကိုမကယ်တင်ပေးနိုင်ဘူးဆိုရင်တော့မြေပေါ်မှာ ရှိနေတဲ့ဝင်လင်ဒုက္ခတွေတွေအားလုံးကို ထမင်းကျွေးထားတာလည်းမရှိဘူးထမင်းကျွေးတာနိုင်ငံတော်ကကျွေးရမှာလေတကုနိုင်ငံသားလေအလူကံပြီးကျွေးစရာအကြောင်းမရှိဘူးနိုင်ငံတော်ကပတ်စံတဲ့ထမင်းတွေအိုးတွေအိုးကြီးအိုးငယ်နဲ့ချက်ကျွေးစားမှာဗျာ တို့ဖောင်ကြီးစင်တန်းတက်တဲ့ခါကျရင်ထမင်းကျွေးတယ်မဟုတ်ဘူးလားတို့စစ်သားတွေအတင်းစုစွာပြီးတို့စစ်စခန်းတွေမှာထမင်းကျွေးနေတာအဲ့ဒါမျိုးပြည်သူကိုကျွေးရမှာလေအိုးကြီးအုံငယ်နဲ့ချက်ပြီးနောက်ဆုံးပြဟင်းမကောက်ဘူးပဲဟင်းနဲ့ကျွေးတယ်ပဲထားပါအောင်ကိုစုံရွက်လေးကြော်တယ်ကျွေးတယ်ပဲထားပါအောင်ကျွန်တော်တို့ကသာသူခေါ်ပြရအောင်ပါနောက်ဆုံးဆန်ကျန်းနဲ့ကျွေးတယ်ပဲထားပါအောင်နောက်ဆုံးတောက်ရည်တန်းလေးပဲပေးတယ်ဗျအင်သာလေးပဲအဖြစ်ဆောက်ပေးတယ်ပဲထားပါအောင်ဒါမှလည်းအရေးပေါ်အင်သာပြည်သူတွေကဘယ်မှာအင်သာသွားမှာ အတွေ့တရနေရာမှာသွားလိုက်ရင်ဒီအညစ်ကြေးတွေပါဖြစ်မယ်အခုလိုမိုးကြီးတဲ့အခါကျရင်ကုဆတ်ယောဂါကြီးဖြစ်ကြမှာဘယ်မှာလဲတရုတ်နိုင်ငံကလာဆောက်ပြီးတဲ့ရွှေလျာရွှေလျာစေယုံများဘယ်မှာလဲရုရှားနိုင်ငံကလာဆောက်ပြီးတဲ့ရွှေလျာစေယုံတွေရွှေလျာဒုက္ခသစ္စာကံတွေဘယ်မှာလဲဟမ်ကဘာမှာဒုတိယအချမ်းသာဆုံးအမေရိကန်နိုင်ငံကြီးဝင်ပြီးငါတို့မလှူရင်မင်းတို့တရုတ်လှူဖို့တဲ့ဘယ်မှာလဲအိန္ဒိယကလည်းလှူဖို့တဲ့အိန္ဒိယတော့ အေရီယာစစ်တပ်ကတော့မန္တလေးမှာယာယီစေယုံတို့ခုလာစောက်ပေးသေးတယ်ဓမ္မလည်းတရုတ်နိုင်ငံကဘယ်နှခုစောက်ပေးလဲဓမ္မလည်းတရုတ်ပြည်သူတွေနဲ့တရုတ်အစိုးရကနေပြီးတော့ငလင်ဒုက္ခသည်တွေကိုထမင်းလည်းကားကျွေးနေပါတယ်ဆိုတော့နေရာတွေစောက်ပေးထားတယ်အင်သာတွေအရေးပေါ်စောက်ပေးထားသလားတို့မှပစ္စည်းတွေရှိတယ်ဆိုအဲ့တော့ဝင်းကြီးတခုဗျာလေခွက်ကြီးတခုဗျာအစိုးရပိုင်းနဲ့အစောက်အုပ်တခုမှချက်ချင်းယာယီတဲတွေထိုးပြီးတော့ရွက်ပြင်တဲတွေထိုးပြီးတော့ပြည်သူတွေအားလုံးထမင်းကျွေးထားရမှာမဟုတ်ဘူးလား ဘင်္ဂလားဒေ့ရှ်နိုင်ငံကဘာပေါ်မှာအစင်းရဲဆုံးဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ကဘာပေါ်မှာအစင်းရဲဆုံးဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ရွေဂျာဒုက္ခတဲ့သတ္တန်ဒီပါကိုလက်ပြတဲတွေတွေးပြီးတော့ထမင်းကျွေးထားသေးတယ်ကဘာကုလသမဂ္ဂကတစ်စင်းဥမန္တလေးမှာငလင်ဒုက္ခတဲ့တွေသတ္တန်မပြေပါဘူးပြေလားကျွန်တော်မသိလို့မေးကြည့်တာစကိုင်းမှာငလင်ဒုက္ခတဲ့သတ္တန်ပြေလားခင်ဗျားတို့အပေါ်ရန် အပေါ်ရင်မင်းသားမိသမီးတွေလှူပြနေတာနဲ့ခင်ဗျားတို့ကပွဲပြနေတာဘင်္ဂလားဒေ့ရှ်နိုင်ငံကဒုက္ခတဲ့တသန်းဒီပါ၅သိန်းနဲ့တသန်းဒီပါကိုရရနေရမှာကွင်းပြင်ကြီးထဲမှာတဲတွေထိုးပြီးတော့တကဘာလုံးကကျွေးထားတာဥမြန်မာနိုင်ငံမှာအဲ့ဒါမျိုးရှိလားဥငလင်ဖြစ်တာဘယ်နည်းရှိနေပြီလဲ၂၈နှစ်ရဖြစ်တာနော်အခုဆိုရင်နှစ်ပတ်ဒီပါရှိပြီဟုတ်တော့လား အဲ့လိုမျိုးဒုက္ခသည်စကံဘယ်နှခုတွေ့လဲလူတစ်ထောင်ရှိတဲ့ဒုက္ခသည်စကံဘယ်နှခုရှိလဲလူတစ်ထောင်ရှိတဲ့ဒုက္ခသည်စကံမရှိဘယ်နှခုရှိလဲဟမ်အခုလမ်းမေးမှာတဲထိုးအိတ်နေရတဲ့လူဟာမိသားစုတစ်ထောင်ပြည့်လားမိသားစုတစ်သိန်းတစ်သိန်းမထားပါဘူးဗျာမိသားစုတစ်သိန်းမှလူကြီး၄သိန်း၄သိန်းမရှိမှာဘင်္ဂလားဒေ့ရှ်အလုံးကဘာဘာမှာအစင်းရဲဆုံးနဲ့နေရာမရှိတဲ့လူတွေတော့မရရအောင်ရွက်ပြင်တဲတွေနဲ့အိဒုက္ခသည်စကံနဲ့မှာထားရပေးသေးတယ်ဘာကြောင့်မလုပ်ပေးတာလဲ လူကြီးမင်းများဟမ်သူတို့မလူကြီးတဲ့လူတွေကြတော့ဘာလို့လဲမိထီလာမှာမွတ်စလင်တွေကိုမီးရှို့တတ်တဲ့အချိန်ကျတော့အဲ့ဒီမွတ်စလင်ရက်ွက်တဲ့လူတွေအကုန်လုံးမောင်းသိပြီးဒုက္ခသည်ဆိုင်ရာတွေပိတ်လောင်ထားသေးတယ်သူတို့လှုပ်ချင်ရင်လှုပ်လို့ရတယ်ဆိုတာကိုပြောချင်တာစစ်တွေမှာအဲ့ဒီမွတ်စလင်ဒုက္ခသည်တွေကိုပိတ်လောင်ထားပြီးတော့ယနေ့ထိကြောက်ဖြူမှာလှုပ်ထားတာတွေအများကြီးပဲဟမ်စစ်တွေမှာလည်းလှုပ်ထားတယ်လေရခိုင်လူမျိုးတွေကောင်းအောင်မှတ်မိမှာပေါ့မွတ်စလင်တွေအားလုံးကို အကုန်လုံးမီးရှို့မူဆလင်ရွာတွေကိုမီးရှို့မူဆလင်ဈေးကြီးကိုမူးရွှေပြီးရခိုင်တွေဝင်သိမ်းပြီးတော့အဲမူဆလင်တွေအလုံးမြို့ပြင်ပေါင်းထုတ်ပြီးတော့လေကွင်းကြီးတက်မှာဝင်းခတ်ပြီးတော့ရဲဆောက်ရှောက်နဲ့ထားရသေးတာလေအခုအဲ့ဒါမျိုးဒုက္ခသက်စခန်းတွေဘာကြောင့်မဖွင့်လာလဲကျွန်တော်မသိလို့မေးကြည့်တာပြောချင်တာကဖမ်းလောင်တော့ကြာမလို့ဘူးပြည်သူတွေအေးအေးလေးလေးနဲ့အေးအေးလေးနဲ့ကူညီပေးလို့ရအောင်အနည်းဆုံးထမင်းစုရမ အ ਨੇ ဆုံးအိပ်ဖို့ဆောင်းတွေချောင်းချင်းောင်းတွေခေါင်းတွေပေးရမယ်နောက်ဆုံးကိုယ့်အကိုချက်စားဖို့တဲ့အုတ်ကွက်ပကံတွေမပေးနိုင်ရင်လည်းထမင်းချက်ကျွေးရမယ်ထမင်းချက်ကျွေးဖို့တဲ့နိုင်ငံတော်ကနေပေးရမယ်ပြီးရပါပြီမယ်အဲ့ဒီဒုက္ခသက်စခန်းတွေမှာယာယီဆေးကန်းတွေဆေးရုံတွေအားလုံးကိုကိုကဖွင့်ရမယ်ကိုယ့်ရဲ့ဆရာဝန်တွေကိုယ့်ရဲ့စစ်တပ်ကပဲဖြစ်ဖြစ်အရက်သားပဲဖြစ်ဖြစ်သူနာပြုပဲဖြစ်ဖြစ်ဖွင့်ရမယ်အ ਨੇ ဆုံးလူတွေနာစီချောင်းဆိုဖျားနာ ကုဆက်ယောဂဝမ်ရှောဝမ်သွား ဒါတွေအားလုံးလုပ်ပေးရမှာဘယ်မှာလှုပ်ထားသလဲဘယ်နှခုလှုပ်ထားသလဲဘယ်ပူချုပ်တွေအဲ့ဒါလှုပ်ထားတယ်လို့ပြောနေလေဟမ်ဟမ်ခါတော့တော့ပြီးတော့ယူနီဖောင်းတကားကားနဲ့လက်ညှိုးလိုက်ထုတ်ဓာတ်ပုံရိုက်ခဲ့တယ်ဘယ်နှခုရှိသလဲလို့သူတို့မရှက်ကြဘူးလားဟမ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတော့ဂျူဂျူလေးပဲမရှက်ကြဘူးလား ဲ့ဒါကိုပြည်သူတွေလေကိုနိုင်ငံသားတွေလေကိုအမျိုးတွေလေကိုညီကိုမောင်နှမတွေလေအဲ့ဒါဘာလို့ခွင့်ပြုချက်မပေးတာလဲကိုမလုံနိုင်လဲဘာလို့တရုတ်ခွင့်ပြုချက်မတောင်းတာလဲဘာကြောင့်ရုရှားကိုခွင့်ပြုချက်မတောင်းတာလဲယူယူလေးမှယူယူလေးပါဗျာအဲ့တော့ပြောချင်တာက စစ်တကကုမ္ပဏီတို့အကြက်ကြိုင်ပြီးလူငွေတောင်းပြီးသွားပြီးခုနီခုနီတရားသိန်း2000တွေသိန်း9000တွေနေပြတော်ခေါ်ပြီးအကုန်တောင်းပြီးသွားပြီးပြောချင်တာကအပြေရရှိရှင်းလေအာနာရှင်ရှိနေလို့မကူညီတာပြောတော့အာနာရှင်ကားကိုအေးတရုတ်ကိုဒူးတောက်တောင်းမှပြီးလောက်ခိုင်းလေနောက်ဆိုသူတို့လုပ်လေ သူတို့ဘုံကျဲဖို့ပတ်စံရှိတယ်ဗျာသူတို့ခရိုနီခရိုပြာတွေတိမ့်တော့သတ်သတ်ဂရေနဲ့ချီပတ်စံရှိတယ်သူသားသမီးတွေအလုံးနဲ့တကဘာလုံးမှလိုက်နေဖို့ပတ်စံရှိတယ်လေဝါစီဆက်ယုံရှိတယ်ပတ်စံလှဲထုတ်ပေါ့တော့ပြည်သူတွေတော်လို့ရအောင်မယ်ဒုက္ခသစ္စာကန်းတွေဆောက်ပေးတယ်ဆိုရင်ပြည်သူတွေအမှအလုပ်ရမယ်ထမင်းကျဲရမယ်တန့်ရှေးရမယ်အင်သာဆောက်ပေးမယ်ဘာလုပ်မလဲပြည်သူတွေကိုလည်းဝန်တန်းတွေပတ်စံတယ်ဘာလို့ volunteer လုပ်အောင်မလဲနိုင်ငံရတော်ကစိုက်စိုက်ပေးရမှာလीအ အရာအရာကို volunteer volunteer အလှအလှအလှနဲ့ကျွန်တော်တို့ကိုစစ်တပ်ကခက်အဆက်ဆက်မှာဂျင်းထဲတာလားဘာမှ volunteer လုပ်ပေးစရာအကြောင်းမရှိဘူး။ဘာမှပြည်သူတွေကအာရပြေးပြီးသွားလှူစရာအကြောင်းမရှိဘူး။ပြောပြောချင်တာနိုင်ငံတော်ကကြွေးထားမှာ။ဟုတ်တယ်။သူတို့ငလင်ဖြစ်တဲ့အတွက်သူတို့ကြိုမသိတဲ့အတွက်သတိမပေးနိုင်ဘူး။ဖြစ်ပြီးသွားရင်ကယ်ဆယ်ရေးနဲ့ပတ်သက်ပြီးဒုက္ခသစ္စာကံတွေဖွင့်ရမှာလေ။ကဲ ကျွန်တော်တို့အတိအကျအတွက်ကြည့်ကြရအောင်မန္တလေးမြို့မှာငလင်ထိသွားတဲ့မိသားစုပေါင်းဘယ်လောက်ရှိမှတင်တယ်သသိန်းရှိလားလူလူတွေမန္တလေးမြို့ပျက်စီးနေတာတွေပြနေကြတာပေါ့အဲ့တော့ချမ်းသာတဲ့တထေးတွေကတော့ကွန်ဒိုကြီးတွေမှာတတိုက်လုံးမှာနေတဲ့တထေးတွေကတော့ဒေါက်တာစကန်သူပဲလာနေမယ်သူမှပတ်စံစားစရာရှိတာကိုသူအမျိုးရင်းသူတက်နေမယ်ရန်ကုန်ကိုကြွေသွားမယ်ဟိုတယ်မှာတက်နေမယ်ရတယ်စီးရတဲ့ပြည်သူတွေဟိုသူတို့ပြောတယ်ဟိုအာ အပိုက်ပုံကြီးကိုသူမြေဖို့ပြီးတော့ရက်ွက်တဲထားတဲ့ဟာကအောက်ကမိသိန်းကတ်တွေကအမိထားလောင်ပြီးတော့အခုဒီငလင်ကြောက်တရက်ွက်လုံးကုန်သွားတဲ့ဆင်းရဲသားရက်ွက်အဲ့ဒီလူတွေအားလုံးကနေစရာမရှိတော့တာတို့မိလောင်မြင်းကြီးမှာဘလို့နေမှာလဲအဲ့တော့အဲ့လိုဒုက္ခရောက်နေတဲ့မိသားစုပေါင်းအိမ်တော်စုပေါင်းတသိန်းရှိလားရှိလေပါဒုတိမဟုတ် တချို့အိမ်တွေအပ်သွားတယ်တချို့တွေမအိပ်ရဘူးဒါတွေအားလုံးလည်းလာလို့ရဒုက္ခသက်စကားလာလာပြီးစည်ရင်ပေးနေကြဟာလားစားကြနိုင်ငံတော်ကအလှလုပ်ပြီးကျွေးမယ်နိုင်ငံတော်ကကျွေးရမှာအဲ့တော့ရှင်းရှင်းလေးကိစ္စလေအဲ့တော့သူတို့ရဲ့အသုံးမချမှုကိုဖုံးထားပြီးတော့အပေါ်ယံဒီ volunteer ဆိုတဲ့သူတို့ခိုင်းထားတဲ့သူတို့ရဲ့ sponsor တွေပေါ့ဗျာ တို့ရဲ့မင်းသားတွေမင်းသမီးတွေစပွန်ဆာတွေပေါ့အဲ့ဒီပတ်စံတွေနဲ့လာပြီးအလှလုပ်ပြီးတော့အကုန်ပြန်သွားကြပြီတော်ကျင်လားလာစားနေဘယ်သူမှအလကားမလုပ်ပေးနိုင်ဘူးဒါဗော်လန်တီယာလုပ်ဖို့တိုင်နေကြတော့အဲ့ဒါမျိုးမလုပ်ပေးနိုင်ရင်စင်းကျွန်တော်တို့လာအုပ်ချုပ်မယ်